US နဲ့ UK ပူးပေါင်းရစ်တက်အုပ်စုကြီးအီရန်ကိုဥတီနေပြီ။ဒါကတမိုင်းတခြားအင်အားအကြီးမားဆုံးတမိုင်းဝင်ပူးပေါင်းမှုကြီးဖြစ်လာပါတယ်။အနောက်အိန္ဒိယသမုဒ္ဒရာထဲမှာ USS Nimitz လေယာဉ်တင်သင်္ဘောကြီးရောက်ရှိလာတာဟာဆိုရင်တာမန်စရေးရွှေရှားမှုတစ်ခုမဟုတ်တော့ပါဘူး။ဒါဟာအီရန်နိုင်ငံစီကိုတိုက်ရိုက်ဥတီထားတဲ့ဗျူဟာမြောက်သတိပေးချက်တစ်ခုဖြစ်ပါတယ်။ Nimitz တစည်းရောက်လာတာကတော့အင်အားကြီးမားပြီးမြဲဒီတစ်ချိန်မှာတော့ USS Carl Vinson နဲ့ ဒီတိုင်ရဲ့ HMS Spring Salt Wales လို့ကမ္ဘာအဆင့်ပြီးတခြားလေယာဉ်တင်သင်္ဘောကြီးနှစ်စီးပါပူးပေါင်းလိုက်တဲ့အတွက်အင်အားစုကအမခန်းဖြစ်သွားပါတယ်။ဒီလိုကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘောသုံးသည်တနေရာထဲမှာပထမဆုံးအကြိမ်ဆူသီးမိတာကစင်ရင်အားပြဖို့တတ်တမဟုတ်ပဲတိုက်ပွဲမဆမီမှာတော့အီရန်ပေါ်နိုင်ငံရေးဖိအားပြင်းပြင်းထန်ထန်ပေးဖို့နဲ့ဝါရှင်တန်ရဲ့ယူရဲချက်ကိုရှင်းရှင်းလင်းလင်းပြသဖို့ရည်ရွယ်ပါတယ်။တနေ့အတွင်းမှာအမေရိကန်ကဒီဒေသကိုပြင်းစမမြောက်လေယာဉ်တင်သင်္ဘောဆေလွှတ်ခဲ့တာဖြစ်ပြီး အခုလိုမဟာမိတ်အဖွဲ့ကြီးစုစည်းရောက်ရှိလာတဲ့အတွက်အရှိလေပိုင်းမှာရှိတဲ့အခြေအနေဟာတည်တည်တသာပြောင်းလဲနိုင်တဲ့အဓိကအလှည့်ပြောင်းကိုညွှန်ပြနေပါတယ်။ဒါကြောင့် Knit Mix ရောက်ရှိလာတာဟာရန်သူကိုငါတို့အသင့်ပြင်ထားပြီလို့တတိပေးလိုက်တဲ့သဘောပါပဲ။ဒီအခြေအနေကိုအီရန်ကဘလို့တုံ့ပြန်မလဲဆိုတာကတော့နောက်ဆက်တွဲစောင့်ကြည့်ရမယ့်အရေးကြီးဆုံးကိစ္စဖြစ်လာပါတယ်။ American Lion သင်္ဘောကြီးတစ်စီးဟာရိုးရိုးသင်္ဘောတတ်တတ်မဟုတ်ပဲပင်လယ်ပြင်မှာလွတ်လပ်စွာလှုပ်ရှားနိုင်တဲ့ရေပေါ်ခံတက်ကြီးတစ်ခုလိုပါပဲ။ ဒီသင်္ဘောတွေပေါ်မှာဆိုရင် လေရင်မှုစက်ပြင်စရာလက်နက်ကျွမ်းကျင်သူစတဲ့အမှုတန်းပေါင်း9000လီးပါးဟာမတူညီတဲ့တောင်ပေါ်နေလှုပ်ရှားနေကြပါတယ်။ဒီစစ်သင်္ဘောကြီးရဲ့ဘေးမှာတော့ Ajax ဒုံးကျည်စနစ်တွေတက်ဆင်ထားတဲ့ Alibag Klax ဖြတ်သင်္ဘောတွေကိုအဆောင်ရှောက်သင်္ဘောတွေကအမြဲတမ်းခြံရံထားပါတယ်။ Ajax စနစ်ကဘာလုံနိုင်လဲဆိုတော့လေထဲရေပေါ်နဲ့ရေအောက်မှာရှိတဲ့ရန်သူပြစ်မှတ်တွေကိုတပိုင်းတစ်ထဲထောက်လှမ်းနိုင်ပြီးဒုံးကျည်တွေနဲ့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့်ဒီစစ်သည်မောအုပ်စုတွေရဲ့လေချောင်းရံကာကွယ်ရေးနဲ့အဝေးပြစ်တိုက်ခိုက်ရေးစွမ်းရည်ကအလွန်မြင့်မာပါတယ်။တမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ကမ္ဘာအဆင့်မီနဲ့အဆင့်မြင့်ဆုံးလင်းရင်တင်သင်္ဘောကြီးသုံးသည်ဟာတနေရာထဲမှာစုတည်မိသွားတာဟာ တကယ့်ကိုထူးခြားတဲ့အခြေအနေတစ်ခုပါ။ American ရဲ့ USS Nimitz နဲ့ USS Scarfin စင်တို့အပြင် Britain ရဲ့ HMS Prince of Wales လို့အရာမစစ်သည်မောကြီးတွေပေါင်းစည်းလိုက်တဲ့အတွက်ပင်လယ်ပြင်မှာသူတို့ရဲ့အင်အားဟာအမကန်းဖြစ်သွားပါတယ်။ ီတင်မောသုံးသီးပေါင်းမှာတိုက်လေရင်ဘုံကျဲလေရင်နဲ့ထောင်လန်းရေးလေရင်အစည်းရေ200ကျော်ရှိနေတာကြောင့်သူတို့ရဲ့စင်အားကဘလောက်ကြီးမလဲဆိုတာပြောစရာတော့မလိုပါဘူးဒါပေမဲ့ဒီလိုကြီးမတဲ့အင်အားစုစုစည်းမှုဟာရိုးရိုးစစ်အင်အားပြသဖို့တတ်တမဟုတ်ပဲပုံမနဲ့ဆိုင်တဲ့ရည်ရွယ်ချက်ရှိပါတယ်ဒါဟာစစ်ပွဲမဆခင်ကတည်းကအီရန်ဘောနိုင်ငံရင်းနဲ့စည်ရေးအဖိအားပြင်းပြထန်ထန်ပေးဖို့ရည်ရွယ်တာဖြစ်ပါတယ် ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ဝါရှင်တန်အနေနဲ့ဘာကိုဆိုလိုချင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ။ American ဟာဖြစ်လာတဲ့အဖြစ်အပျက်တွေပေါ်ကိုတုံ့ပြန်နေုံသာမကပဲနောက်ဆက်တွဲဖြစ်လာနိုင်ခြေရှိတဲ့ယာရီအတွက်သူ့ကိုယ်သူအသင့်အနေထားနေရာယူထားကြောင်းပြသလိုက်တာဖြစ်နိုင်ပါတယ်။ဒါကြောင့် DC သီးမှုဟာအရှိလေပိုင်းရဲ့အခြေအနေကိုတိတိတတ်တာပြောင်းလဲစေနိုင်တဲ့အဓိကအလှည့်ပြောင်းတစ်ခုကိုညွှန်ပြနေပါတယ်။ဒီလိုရင်တင်သင်မောအုပ်စုရဲ့အနောက်မှာလည်း ဒေတာရင်းမှာအသင့်ရှိနေတဲ့အမေရိကန်တပ်ဖွဲ့ဝင်4000နီးပါးကထောက်ခံအပြည့်ထားပါတယ်။ဒီအင်အားစုတွေကဂျော်ဒန်ကနေဘာရိန်းအထိပင်လယ်နီကနေပင်လယ်ကွေ့အထိအဓိကနေရာတွေမှာဗျူဟာမြောက်တပ်ဆွဲထားပါတယ်။ဒီတပ်ဖွဲ့တွေမှာ THAAD နဲ့ Patriot လို့ဒုံးကျည်ကာဝေးရေးစနစ်တွေအစစ်မြစ်လက်နက်တွေပါဝင်ပြီးဒါတွေဟာလေကြောင်းကနေလာမဲ့ဒုံးကျည်အန္တရာယ်တွေကိုထိရောက်စွာကာကွယ်နိုင်ပါတယ်။ဒီစနစ်တွေဟာအစ္စရေးနဲ့တခြားအမေရိကန်ရဲ့အကျိုးစီးပွားတွေကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ မိုးပြန်အကာအကွယ်ကွန်ရက်တစ်ခုကိုဖွဲ့စည်းထားပါတယ်။ဒါကြောင့်ပင်လယ်ပြင်ကလင်းရင်တင်တင်မော်ရီရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမြေပြင်ကနေလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့အားဖြည့်ပေးထားတာဖြစ်ပါတယ်။အခြေအနေကိုပိုပြီးထူးခြားပြီးအလေးနက်ဖြစ်စေတာကတော့ဗြိတိန်ရဲ့လင်းရင်တင်တင်မော် HMS Springsaw Wheels ပူပေါင်းပါဝင်လာတာပါပဲ။ဒါဟာ American ရဲ့စစ်စင်ရေးတသက်မဟုတ်တော့ဘဲမဟာမိတ်နိုင်ငံတွေရဲ့စူပေါင်းလှုပ်ဆောင်မှုဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပါ။ ဥရောပကလည်းဒီကိစ္စကိုလက်ပိုက်ကြည့်မနေပဲပါဝင်ဖို့အသင့်ရှိကြောင်းအီရန်ကိုအချက်ပြလိုက်တာဖြစ်ပြီးအမေရိကန်တဦးတည်းမဟုတ်ပဲမဟာမိတ်အင်အားစုတစ်ခုလုံးကစောင့်ကြည့်နေတယ်ဆိုတဲ့ message ကိုပေးလိုက်တာပါဒါ့အပြင်ဒီလိုစုစည်းမှုမျိုးဟာနေတိုးကိုစစ်ကြေညာခြင်းမရှိဘဲနဲ့တော့စစ်ရေးခြေကိုယူနိုင်စေတဲ့အင်အားကြီးမားတဲ့တန်မှန်ရေးရာလှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ဒီတပ်ဖွဲ့ဝင်အင်အားကြီးမားမှုဟာရန်သူကိုချင်းချောက်ဖို့တွင်မကဘဲစစ်ပွဲတစ်ခုတကယ်ဖြစ်လာရင်တော့အနိုင်ရဖို့အသင့်ပြင်ဆင်ထားပြီးသားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ဗျူဟာမြောက်ရွေးရှားမှုတစ်ခုဖြစ်ပါတယ်။ဒါဟာအီရန်ဘက်ကပြန်လည်စဉ်းစားဖို့ဖိအားပေးလိုက်တာလည်းဖြစ်ပါတယ်။အီရန်ပေါ်ချိန်ချောက်မှုအမေရိကန်ရဲ့စစ်ရင်အားစုသည်မှုဟာအီရန်အတွက်တော့အဆိုးဆုံးအချိန်မှာရောက်ရှိလာတဲ့ချိန်ချောက်မှုတစ်ရပ်ဖြစ်ပါတယ်။အစ္စရေးကိုအကြီးဆုံးဒုံးကျည်တိုက်ခိုက်မှုတွေလုပ်ပြီးနောက်မှာအီရန်ဟာအခုတော့ခံမှန်းရခတ်ပြီးလျှင်မြန်စွာလှုပ်ရှားနိုင်တဲ့အင်အားစုကြီးနဲ့ရင်ဆိုင်နေရပါပြီ။ ဒီရေရင်စုကြီးကကုန်းမော်ကအခြေဆိုင်စခန်းတွေလိုတနေရာထဲမှာရက်နေတာမဟုတ်ပဲအမြဲတမ်းရွေ့ရှားနေတာကြောင့်ပြစ်မှတ်ထားဖို့ပို့ပြီးခတ်ခဲ့ပါတယ်။တုံ့ပြန်မှုလည်းပုံမှုမြန်ဆန်ပါတယ်။ဒီလိုလှုပ်ဆောင်လိုက်တဲ့ message ကတော့ရှင်းပါတယ်။ဒါဟာတပ်ပုံရိုက်ဖို့ဒါမှမဟုတ်သတင်းမီဒီယာတွေအတွက်အင်အားပြသမှုမျိုးမဟုတ်တော့ပါဘူး။ American ရဲ့ရေတပ်အင်အားကို view ဟာမြောက်ပြန်လည်နေရာချထားခြင်းဖြစ်ပြီးစစ်ရေးလှုပ်ရှားမှုတွေအမှန်တကယ်စတင်နေပြီလို့အတိပဲရပါတယ်။အရင်လိုသတိပေးတာမျိုး အလှဲ့ကျကင်းလှဲ့တာမျိုးမရှိတော့ဘဲလင်မြန်ပြီးပြတ်သားတဲ့လှုပ်ရှားမှုတွေပဲရှိနေတာပါဒါဟာအီရန်ကိုမထင်မှတ်ထားတဲ့အချိန်မှာမထင်မှတ်ထားတဲ့အင်အားနဲ့ရင်ဆိုင်ရစေဖို့ကြီးရွယ်ထားတဲ့ဗျူဟာမျောက်လှုပ်ရှားမှုဖြစ်ပါတယ်ဇွန်လ16ရက်နေ့မနက်ပိုင်းမှာဆိုရင် USS Nimitz ဟာ SUS2 မြောင်းကိုအဆောင်အချောက်အပြည့်စုံနဲ့ဖြတ်သန်းသွားခဲ့ပါတယ်။ Aegis တုံးကြီးစနစ်တွေတက်ဆင်ထားတဲ့ Ali Buckleks ဖြတ်သိမ်းမော၄စင်းက Nimitz ကိုနိုင်ရီအလိုက်ခြံရံလိုက်ပါခဲ့ပြီး တစည်းချင်းစီမှာစစ်ပွဲအတွက်လက်နက်အပြည့်စုံတပ်ဆင်တင်ဆောင်ထားပါတယ်။သူတို့ရဲ့ရေဒါတွေကလည်းကောင်းကင်ရံတစ်ခုလုံးကိုအဆက်မပြတ်စကန်ဖတ်ပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်။ဒါဟာပုံမှန်ဖြတ်သန်းသွားလာမှုမဟုတ်ဘဲစစ်မြေပြင်ထဲကိုဝင်ရောက်နေတာနဲ့တူပါတယ်။ပုံမှန်အားဖြင့် Nimbix ဟာပြုပြင်ထိမ့်သိမ့်မှုလုပ်ဖို့စိတ်ကမ်းမှာရှိနေတဲ့ပေမဲ့အချိန်ကြာထက်အစလွန်ဆော့ပြီးလမ်းကြောင်းပြောင်းကဆေးလွှတ်လိုက်တာပါ။ဒီဆုံးမြတ်ချက်တစ်ခုတည်းကနေမယ်အချိန်တွေကအကြီးအကျယ်ပြောင်းလဲသွားပြီဆိုတော့ကိုဖော်ပြနေပါတယ် ဒီလိုအခြေအနေမျိုးမှာအီရန်ရဲ့ပယ်ထိန်တုံးကြီးတွေမောင်းသူမဲ့လင်းရင်တွေနဲ့တိတ်ဆိတ်တဲ့ချင်းချောင်းမှုတွေကိုတီးကြသည့်သဘောမထားတော့ဘဲဒေတာရင်းဖိအားပေးလှုပ်ရှားမှုရဲ့တစိုက်တစ်ပိုင်းဖြစ်သတ်မှတ်လာကြပါပြီ။ဝါရှင်တန်ရဲ့တုံ့ပြန်မှုကလည်းပုံမှန်မဟုတ်ပါဘူး။ဘာမှဂျူတင်သတိပေးတာချင်းချောင်းမိန်ကွန်းပြောတာမျိုးမရှိဘဲကမ္ဘာပေါ်ကစွမ်းထက်ဆုံးတိုက်ခိုက်ရေးအဖွဲ့တွေကိုဓာတ်ရိုက်ဖြန့်ကျက်လိုက်တာပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာတွင်ပထမဆုံးအကြိမ်ဖြစ် အမေရိကန်ရဲ့စူပါလေယာဉ်တင်သင်္ဘောကြီးနှစ်စီးဖြစ်တဲ့ USS Carvinson နဲ့ USS Nimitz တို့ဟာအရှေ့လေပိုင်းမှာဘေးကျင်းရှင်ပြီးလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နေပါပြီ။ဒါဟာထပ်နေတာမဟုတ်ဘဲရည်ရွယ်ချက်ရှိရှိနဲ့အင်အားတိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်လေယာဉ်တင်သင်္ဘောတွေဟာတစည်းထွက်သွားပြီးတစည်းဝင်လာတာမျိုး လုပ်ပေမဲ့ဒီတစ်ခါတော့ပင်တဂွန်ကနှစ်စီးလုံးဆက်ရှိနေမယ်လို့ပြောလိုက်ပါတယ်။ဒီအချက်ဟာအီရန်ကိုနိုင်ငံရေးရောစစ်ရေးအရာပါအပြင်းထန်ဖိအားပေးဖို့ အမေရိကန်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်ပါတယ်။လင်းအင်တင်တမောတစည်းတဲ့ရှင်းအောင်လင်းအစည်း60ကျော်ကိုအသုံးပြုပြီးနိုင်ငံ၃နိုင်ငံအထိစင်စက်မပြတ်စောင့်ကြည့်ခြင်းဒုံးကျည်ကာကွယ်ခြင်းနဲ့တိုက်ခိုက်ခြင်းစတဲ့စွမ်းရည်တွေကိုပေးဆွနိုင်ပါတယ်။ဒါပေမဲ့အခုလိုမျိုးလင်းအင်တင်တမောနှစ်စည်းပူးပေါင်းလိုက်ပြီးဆိုရင်တော့တိုက်လျင်အစည်း120ကျော်ထပ်နေတဲ့ရေဒါကွန်ရက်တွေနဲ့အတူမြေထဲပင်လယ်ကနေအာရိပြပင်လယ်အထိပြိုင်ဖက်ကင်းတဲ့အင်အားကြီးမှမှုကိုပြသနိုင်ပါတယ်။ ဒီလိုရင်အားကြီးမားတဲ့တင်မောကြီးနှစီရွေရှားလာတဲ့အခါမှာစစ်ပွဲနယ်ပယ်တစ်ခုလုံးကိုတုံ့လှုပ်သွားစီပါတယ်။ဒါဟာအစ္စရေးကိုကာကွယ်တာဒါမှမဟုတ်တင်မောသွားလာရလမ်းကြောင်းတွေကိုကာကွယ်တာတသက်မဟုတ်ပါဘူး။အမေရိကန်ဟာနှောင့်နှေးပြီးတုံ့ပြန်တော့မှာမဟုတ်ပဲရှေ့တန်းကိုရောက်နေပြီ။အခုချက်ချင်းပဲလှုပ်ဆောင်နိုင်ပြီ။ပြီးတော့အင်အားကလည်းအလွန်အမင်းကြီးမားနေပြီဆိုတာကိုအီရန်ကို ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။နင်မစ်ကိုအချိန်စရာထပ်ဆောပြီးအချိန်မြင့်စေလွှတ်ဖို့ဆုံးဖြတ်လိုက်တဲ့လို့ရဟာဘယူဟာမြောက်ုံသာမကအ စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုရှိပါတယ်။ဒါဟာကောင်းကင်ယံကိုဂျက်လီယင်တွေဆေလွှတ်ယုံတတ်တမဟုတ်ပါဘူး။အီရန်ကိုစိတ်တက်ကြအောင်ယူရလည်းပါဝင်ပါတယ်။အရင်ကလိုပုံမှန်စီးမင်းတွေမရှိတော့ပါဘူး။တရင်းသာရှင်းလင်းပွဲတွေမရှိအထက်လွှတ်တော်မှာအစီရင်ခံစာတွေတင်စရာမလိုတော့ဘဲအမိန့်တစောင်းနဲ့ကြီးမားတဲ့တင်မော်ဒီတစီထွက်ခွာသွားတာပဲရှိပါတယ်။ဒါဟာအမေရိကန်ဘက်ကအလွန်လှင်မြန်သွားတဲ့ပြက်ပြက်တတလှုပ်ဆောင်နိုင်တယ်ဆိုတာကိုပြသလိုက်တာပါ။ရှေ့ဆက်ဘာရီဖြစ်လာမလဲ။ ီလိုမျိုးရှိန်ဟုံမြင့်တင်လိုက်တဲ့ပြူဟာကဖီယိုဖီယဲဖြစ်စီကိုရည်ရွယ်ပါတယ်။လင်းတင်သမောတစည်းကအရှိမြေတဲ့ပင်လယ်ကိုထိန်းချုပ်နေချိန်မှာကြံတစည်းကပင်လယ်ခွေ့ကိုကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင်သူတို့ဟာလေပိုင်နက်ကိုခွဲခြားပြီးအီရန်ရဲ့ချိန်ချောင်းမှုတွေကိုစောင့်ကြည့်နိုင်တဲ့စွမ်းရည်ကိုလည်းပုံမကျေပြန့်အောင်လှုံ့ဆော်နိုင်ပါတယ်။အီရန်ကနောက်တလှမ်းဘာလုပ်မယ်ဆိုတာခံမှန်းလို့မရရင်ပြင်ဆင်နိုင်မှာမဟုတ်ပါဘူး။သူတို့လွယ်တကူပြင်ဆင်လို့မရရင်အရင်ဦးဆုံးတိုက်ခိုက်နိုင်မှလည်းမဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုအခြေအနေမျိုးကိုထိန်းချုပ်ပြီး ိုပြီးဆန့်ထုတ်နိုင်မှုအတွက်အမေရိကန်ဟာလင်းရင်တင်သင်းမောတွေထပ်ပို့ပြီးတော့လိုအပ်ပါတယ်။သူတို့ဟာကောင်းရံတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ဖို့လိုအပ်ပါသေးတယ်။ဒါမှသာရန်သူရဲ့လေကြောင်းရံချင်းချောက်မှုတွေကို လုံးဝပိတ်ဆို့ပြီးလင်းရင်တင်သင်းမောတွေကိုဘေးကင်းစေမှာဖြစ်ပါတယ်။သတင်းတွေကအမေရိကန်လင်းရင်တင်သင်းမောတွေပေါ်အာယုံစိုက်နေခြင်းမှာကောင်းကင်ရံမှာလည်းအရေးပါတဲ့စီးရေလှုပ်ရှားမှုတွေရှိနေပါတယ်။ American Leader ဟာ KC-135R စီဖြစ်လျင်ဒါဇင်ပေါင်းများစွာကို အရှေ့လေပိုင်းကအဓိကစခန်းတွေစီကိုဆေးလွှတ်လိုက်ပါတယ်။ဒီလိုလှုပ်ဆောင်ရခြင်းရဲ့ရည်ရချက်ကတော့တိုက်လေရင်တွေကိုကောင်းကင်ယံမှာနိုင်ပေါင်းများစွာဆက်လက်ပြန်တန်းနိုင်အောင်စီဖြည့်ပေးဖို့ဖြစ်ပြီးဒါဟာခဏတာစစ်စင်ရေးအတွက်မဟုတ်ပဲရတရပတ်သို့မဟုတ်လာပေါင်းများစွာကြာနိုင်တဲ့စစ်စင်ရေးအတွက်ပြင်ဆင်နေကြောင်းစစ်ရေးစီမံသူတွေအတွက်အတိတ်ပဲရှိတဲ့အချက်ပြမှုတစ်ခုပါပဲ။တစ်ချိန်တည်းမှာပဲ USS Nimitz လေရင်တင်သင်းမောရဲ့မူလခီးစဉ်ကိုရုတ်တရက်ဖျက်သိမ်းပြီးအရှေ့လေပိုင်းကိုအချိန်အပြည့်နဲ့သွားဖို့အမိန့်ပေးလိုက်ပါတယ်။ ။မူလကတောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့အင်အားကြီးထွားမှုကိုတံပြန်မှုစီစဉ်ထားတဲ့ဒီခီးစဉ်ကိုလမ်းကြောင်းပြောင်းလိုက်ခြင်းဟာအမေရိကန်ရဲ့ဗျူဟာမြောက်ဦးစားပေးတွေပြောင်းလဲသွားကြောင်းရှင်းရှင်းလင်းလင်းပြသနေပါဗျ။ဒါဟာတရုတ်နဲ့ရေရှည်စစ်ထိုးနေတဲ့ကစားပွဲထက်အီရန်ရဲ့လက်ရှိချိန်ထောက်မှုကိုပိုပြီးအလေးထားလိုက်တာဖြစ်ပြီးအာရှမှာရှိတဲ့စည်ရေးဂရိကဝတ်တွေဟာခိုင်မာတယ်လို့ထင်ရပေမလဲအချိန်နေတင်းမာလာတဲ့အခါမှာအချိန်မရွေးအပြောင်းလဲလုပ်နိုင်တယ်ဆိုတာကိုသတိပေးလိုက်တာပါ။ဒီလိုအဓိကအင်အားစုတွေရွှေ့ပြောင်းတဲ့အခါ ရန်သူတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ကလည်းဒါကိုအနီးကပ်စောင့်ကြည့်နေကြပြီးတခြားနေရာမှာဟာကွက်တစ်ခုခြံထားနိုင်ခဲ့ကြောင်းကိုသတိပြုမိကြမှာပါ။ဒါကြောင့်အမေရိကန်ဟာသူ့ရဲ့ဗဟိုချက်ကိုပြောင်းလဲဖို့ဆန္ဒရှိကြောင်းပြသခဲ့လို့ဒီပြောင်းလဲကဘလောက်ကြာကြာခံမလဲ။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ American Citizen Mori အနောက်ဘက်ကိုရွေ့ရှားလာချိန်မှာ ပိုကြီးတဲ့မိန်းကုံးတစ်ခုပေါ်လာပါတယ်။သူတို့ရောက်လာတယ်လို့ပဲမြန်မြန်ပြန်ထွက်သွားနိုင်မလား။ လက်တွေ့မှာတော့ဒီလင်တင်သမော့တွေဟာပုံမှန်ထက်ပိုကြအောင်ရှိနေဖို့ရည်ရွယ်ထားပုံရပါတယ်။ဥပမာ USS Carl Vinson ဟာပုံမှန်တာဝန်ထမ်းဆောင်ချိန်186ရက်ထက်ကျော်လွန်ပြီး211ရက်အထိရှိနေခဲ့ပါတယ်။ဒီလိုကာလကြာရှည်ရှိနေတာဟာအင်အားပြယုံသက်သက်မဟုတ်ပဲငါတို့ဒီမှာဆက်နေမှာဆိုတဲ့ message ကိုပေးလိုက်တာပါပဲ။အခု USS Nimitz ပါထပ်ပေါင်းလိုက်တဲ့အခါစူပါလင်တင်သင်္ဘော2စီးဟာတိုက်လေယာဉ်120ကျော်နဲ့အတူ ပင်လယ်နီကနေပင်လယ်ကွေ့အထိကောင်းငင်ရံကိုလွှမ်းမိုးထားတဲ့ရွေးရှားခံတတိတခုကိုဖွဲ့စည်းလိုက်ပါပြီ။သူတို့ဒီမှာဆက်ရှိနေတဲ့နေ့ရက်တိုင်းဟာအင်အားထုတ်ပြရုံသာမကပဲစစ်ပွဲရဲ့စီးမင်းတွေကိုလည်းပြောင်းလဲပစ်လိုက်ပါတယ်။လင်းတင်သမောနှစ်စီးစလုံးကိုဒေတာရင်းမှာဆက်ထားဖို့ဆိုတာစီးပေါင်းဆက်ညီနိုင်မှုနဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေလိုအပ်ပြီးပုံကြစရိတ်ကြီးမှသလိုအန္တရာယ်လည်းများပါတယ်။ဒါပေမဲ့ဝါရှင်တန်ကဒီလမ်းကိုရွေးခဲ့ပါတယ်။အခုချိန်မှာနောက်ပြန်ဆုတ်လိုက်ရင်အားနည်းမှုကိုပြသရာရောက်လို့ပါ။ ီလှုပ်ရှားမှုဟာစစ်ပွဲတွေအဆုံးသတ်ပြီးတပ်တွေကိုရှော့ချမယ်ဆိုတဲ့ရခင်ကတိတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ဖီအားအောင်မှာပင်နဂွန်ဟာစကားနဲ့မဟုတ်ပဲလက်တွေလှုပ်ရက်နဲ့လမ်းကြောင်းကိုထိန်းထားပါတယ်။ဒီလိုပြောင်းလဲလိုက်တဲ့မဟာဗျူဟာကို အမေရိကန်ရဲ့မဟာမိတ်တွေကပါသတိပြုမိကြပါတယ်။သူတို့စိတ်ချလက်ချဖြစ်ပေမဲ့ဒီလှုပ်ရက်ကကိုက်ညင်မှုရှိရလားဆိုတာကိုလည်းမေးခွန်းထုတ်ကြပါတယ်။တိုင်ဘက်တွေကတော့စောင့်ကြည့်ရုံသာမကတုံ့ပြန်မှုတွေပါလှုပ်ဆောင်ခဲ့ကြပါတယ်။ အီရန်ကမဆောင်ခဲ့ပါဘူး။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုပြီးနိုင်ပိုင်းကြာမှာပဲဘင်ဂိုရီယွန်လေစိတ်ကိုပယ်ထိန်တုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာအီရန်ရဲ့ပထမဆုံးတုံ့ပြန်မှုဖြစ်ပေမဲ့နောက်ဆုံးတော့မဟုတ်ပါဘူး။နောက်ရက်တွေမှာအီရန်ကြောထောက်နောက်ခံပြုထားတဲ့အဖွဲ့တွေဖြစ်တဲ့ဂျီမင်ကဟူတီမောင်းသူမဲ့လေရင်တွေလက်ဘနွန်ကဟစ်ဘိုလာတုံးကြီးတွေနဲ့အီရက်စီးရီးယားကလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေဟာအရှိန်မြင့်တင်လာခဲ့ပါတယ်။ American စကန်တစ်ခုဖြစ်တဲ့ Alaf နဲ့ NL asset စက္ကန့်တွေတောင်ပြစ်မှတ်ထားခံခဲ့ရပါတယ်။ပေဆုံးမှုမရှိခဲ့ပေမဲ့ငါတို့တိတ်ဆိတ်စွာနေမှာမဟုတ်ဘူးဆိုတဲ့အချက်ပြမှုကတော့ရှင်းပါတယ်။တန်တမန်ရေးရလည်းအီရန်ကပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ကုလသမဂ္ဂမှာအမေရိကန်ပါဝင်မှုကိုရှုတ်ချခဲ့ပြီးရုရှားနဲ့တရုတ်တို့နဲ့တွေ့ဆုံကသူ့ကိုယ်သူကျူးလွန်သူမဟုတ်ဘဲအကြမ်းဖက်ခံရသူအဖြစ်ပုံဖော်ခဲ့ပါတယ်။ဒါဟာထိတ်လန့်တုံ့လုံးမှုမဟုတ်ဘဲဗျူဟာမြောက်လှုပ်ဆောင်မှုဖြစ်ပါတယ်။ အခုရှင်းနေတာကတော့အီရန်ဟာလေရင်တင်သင်္ဘောတွေရှိနေတာကိုကြောက်ရွံ့တာမျိုးမရှိပါဘူးသူတို့ရဲ့ချိန်ကြာမြင့်သွားနေထိုင်မှုကစစ်မြေပြင်မှာသာမကကမ္ဘာဇက်ခုံပေါ်မှာပါပို့ပြီးတွက်ချက်ထားတဲ့တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေပါတယ်ပြီးတော့လေရင်တင်သင်္ဘောတွေဆက်ရှိနေမယ်ဆိုရင်မိဂိုတွေရှင်းသွားတဲ့အခါအမေရိကန်ဟာဘလို့အရှိအလဲပိုင်းကိုအမွေဆက်ခံရမလဲဆိုတာမိဂုံးထုတ်စရာဖြစ်နေပါတယ် USS Nimitz ကိုအရေးပေါ်ဆီလိုခြင်းနဲ့ Carl Vinson ရဲ့ကာလရှည်မစ်ရှင်ဟာ အမေရိကန်ဟာစကလုံးတွေပေါ်မှာသာအားကိုးတော့မှာမဟုတ်ပဲလက်တွေ့စစ်ပွဲအတွက်ပြင်ဆင်နေပြီဆိုတာကိုပြသနေပါဗျ။ဒါဟာအင်အားကိုအခြေခံတဲ့ငြိမ်းချမ်းရေးကိုလက်တွေ့အကောင်အထည်ဖော်တာဖြစ်ပြီးဝါရှင်တန်ကအနီးနာကမှာပိုပြီးပြင်းထန်တဲ့အရာတစ်ခုကိုမျှော်လင့်နေကြောင်းအချက်ပြတာလည်းဖြစ်ပါတယ်။တာဝန်ရှိသူတွေကတန်တမာရေးကိုဆက်ပြောနေပေမဲ့စူပါလင်ရင်တင်သင်းမောနှစ်စီနဲ့စီဖြစ်လျင်ဒါဇင်ပေါင်းများစွာရဲ့ရှိနေမှုကကွဲပြားတဲ့ပုံရိပ်ကိုဖော်ပြနေပါတယ်။ဒါစီခြင်းမဟုတ်ပဲပြင်ဆင်ခြင်းဖြစ်ပါတယ်။ ။စကားနဲ့လို့ရကြကဒီကွာဟာချက်ကဒေတာကိုမိဘွားတစ်ခုလိုဖြစ်လာစေပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့မေးရမယ့်မေးခွန်းကဒါဟာစစ်ပွဲကိုတားဆီးဖို့တကယ်တမ်းစီစဉ်ထားတာလား။ဒါမှမဟုတ်ပိုကြီးမားတဲ့ထိတ်တိုက်ရင်ဆိုင်မှုရဲ့ကြိုတင်လှုံ့ဆော်မှုလား။တဲမာမှုတွေသာပောက်ကွဲထွက်လာခဲ့ရင်အမေရိကန်ကအရင်ဦးဆုံးတိုက်ခိုက်မလား။ဒါမှမဟုတ်အီရန်ကအခွင့်အရေးကိုအသုံးချပြီးအရယူမလားဖုံဖုံနဲ့အားလုံးငြိမ်သွားတဲ့အခါမှာဝါရှင်တန်ကစစ်မြေပြင်ကိုထိန်းချုပ်ထားနိုင်အောင်မလားဒါမှမဟုတ် မထင်မှတ်ထားတဲ့ထောင်ချောက်ထဲမှာပိတ်မိနေမလားဆိုတဲ့မေးခွန်းတွေဟာမရေရာတဲ့အနာဂတ်အတွက်စိန်ခေါ်မှုတွေဖြစ်ကြံရှိနေပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။